အခုကျွန်တော်ပြသထားတဲ့ LED driver လေးတွေက Hcash capacitor type transformerless power supply socket နဲ့တိဆောက်ထားတဲ့မီနိုနှလုံးနဲ့ကျန်တာတွေကတော့ constant current source driver နဲ့တိဆောက်ထားတဲ့ LED light တွေဖြစ်ကြပါတယ်။ constant current source driver socket လေးတွေမှာအခြေခံအပြင် AC input MOV လို့ခေါ်တဲ့ metal oxide parasol ပါတယ် bullish ဟိုက bullish ကိုကပ်ပေးတဲ့ပစ္စည်းတွေ fusible resistor တွေ AC ကနေ DC ချပေးတယ် bridge rectifier sputing capacitor တွေ switching IC တွေ inductor တွေ frequency diode current sense resistor CS LED string နဲ့ LED string ရဲ့ board ကိုတင်ရအောင်ထည့်ပေးတဲ့ capacitor တွေကို အများစု ပါဝင်ကြပါတယ် over voltage နဲ့ short circuit protection IC ထဲမှာလည်းလောက်တာတွေ့ရပါတယ်ဒါတွေရဲ့အကျန်းဖြင့်လို့လို့ကို LED မီကြောင်များတစ်စီတစ်စောင်းမှာကျွန်တော်ပြောပြထားပြီးဖြစ်ပါတယ် စကတ်တစ်ခုစဉ်းစီကိုမပြောပြပဲသူ့ရဲ့တိဆောက်ကုန်ဘေးစစ်ကိုဘုဒ္ဓတအနေနဲ့တင်ပြသွားပါမယ်။ပါဝါစကတ်တွေဖြစ်လို့ထိမိ၊ကန်မိရင်တက်လိုက်နိုင်ပါလေ။ LED မီတီမီကြောင်းလေးတွေကိုဖြုတ်ပြီးမီးတွေးတွေကိုအကျော်ခွလုတော့မယ်ဆိုရင်အန်နေများတဲ့အပိုင်းတွေရှိတော့အခြေခံတိဆောက်ကုန်ကိုမိတ်ဆွေတို့တည်ရှောင်းနိုင်ဖို့ရည်ရွယ်ပါလေ။လိုလားအပဲ electronic PC ရဲ့အခြေခံတိဆောက်ကုန်ကိုနားမလည်ပဲ ပြင်မသုံးမဲ့နဲ့ပြစ်တလုံးဝယ်သုံးလိုက်ခြင်းက electronic knowledge မရှိရဲ့ user ရဲ့အကောင်းမနေလို့ချင်မိမိပါနဲ့လက်စစ်ကမွေပွေးတယ်ဆိုပါတယ်မမြင်ရပါဘူးမိတ်ဆွေတို့လည်းဘယ်လိုများထင်လဲဆိုတော့ရေးပေးခဲ့ကြပါဦးအခုကျွန်တော်အနေနဲ့အသုံးများတဲ့ H capacitor type LED driver နဲ့ constant current ဆို LED driver basic တူအပိုင်းလိုက်ပေါ်ပြသွားမှာဖြစ်ပြီး DC voltage direct control လုပ်တဲ့ constant voltage ဆို LED driver circuit ကို ချင်းများအတင်ပြသွားပါမယ်။သူကစစ်ချက်မဟုတ် power supply နဲ့အတူပါပဲ။နားလည်သရမလောက်ကိုဒါမတိသေးတဲ့သူတွေအတွက် knowledge sharing လုပ်ခြင်းအဖြစ်ပြီးလိုအပ်ချက်များရှိပါပါ။တည်သောပညာရှင်များအနေနဲ့ဖြစ်ဆက်ဆွေးနွေးသွားနိုင်ပါမယ်။အခုတော့စပြီးဆွေးနွေးချင်တာကတော့ driver ဆိုတာဘာလဲဆိုတာနဲ့ driver နဲ့မျိုးအကြောင်းမိမိအိမ်က LED light တွေပြည့်ရင်အလားတူဘယ်လို driver မျိုးကိုရွေးချယ်ဝယ်ယူရမလဲဆိုတာကိုပြောပြသွားပါမယ်။ driver ဆိုတာကိုစာစကားနဲ့ပြောရရင်နော်သူ့ဘာသာသူထိန်းချုပ်နိုင်တဲ့ power supply ဖြစ်ပြီးသူက LED တစ်လုံးဒါမှမဟုတ် LED string တွေရဲ့ power ကိုအတိုးအလျှော်လုပ်ပေးပါတယ်။ LED driver မှာနှစ်မျိုးရှိပါတယ်။ constant voltage driver နဲ့ constant current driver လို့ဖြစ်ကြပါတယ်။ constant voltage ဆို LED driver သူက input 220ကို output DC တွဲဖို့ဒါမှမဟုတ်လို့ရှိရင်တန်ဒီဘုတ်ဘုတ်ကိုပြောင်းပေးပါတယ်။ LED tapes တွေနဲ့အခြား low power LED lighting တွေမှာသုံးပါတယ်။ ဒီ driver ရဲ့ output voltage က constant body လို့ဆိုတဲ့အတိုင်းအတိုးလျှော့မရှိပဲနေနေမှာပါ။ပုံလေးတွေကတော့ constant body ဆို driver လေးတွေရဲ့ပုံလေးပြီးဖြစ်ပါတယ်။ဒီပုံကိုကြည့်ရင် input က AC 100 to 240ကို50 to 60 Hz ဖြစ်ပြီး output က DC 24ကို0.63 ampere maximum watt က50 watt ပါ။သူ့မှာ protection အနေနဲ့ over voltage over temperature over garden နဲ့ short circuit protection တို့ပါပါတယ်။ဒီ custom body driver လေးရဲ့အလုပ်လုပ်ပုံအချင်းပြန်ပြီးပြောရရင်တော့သူကဆိုရှင် AC ကနေပြီးတော့ TC ကိုပြောင်းလဲပေးပါတယ်။ဒီ output voltage ကို feedback circuit ဖြစ်တဲ့ optical capital နဲ့ပြန်ပြီးတော့ထည့်ကြည့်ပေးပါတယ်။ SMPS လို့ပါပဲ switching box power supply တွေကိုပြောတာပါ။ပြီးလို့ရှိရှင် LED တခုတည်းမှာဖြစ်ဖြစ် LED string တွေမှာပဲဖြစ်ဖြစ် current limiting resistor အတော့မဟုတ်ရှင် internet regulator ပါဖို့လိုအပ်ပါတယ် စလုံးလေးတွေကိုကျွန်တော်ပုံဖော်ပေးတယ်ကြောင်ညာဆိုင်းဘုတ်လေးကိုကျက်ဒီ LED ဒီ constant bullet LED driver လေးကိုကြည့်မယ်ဆိုရင်သူအဆိုရှင် input board ရာဆိုရရှင်ကျွန်တော်တို့ input board ကတူတူ0တူတူ240ကိုဖြစ်ပါတယ် output က5 volt တူ5 volt 40 ampere ဖြစ်ပါတယ်သူအဆိုရှင် module တွေကိုပယ်လဲဆက်ပေးပြီးတော့သူအဆိုရှင် fix 5 volt ကိုပယ်လဲဆက်ပြီးပေးထားတာဖြစ်ပါတယ်ဒီ module တွေပါတယ်သူကလည်းသူအကုန်လုံး resistant တွေပါအကုန်တွက်ချက်ပြီးတော့ထည့်ထားတာဖြစ်ပါတယ် ်ခုကျွန်တော်ရှင်းမှပြရရင်5630တို့ LED string တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူကဆိုရင်သုံးလုံးဒီ CD ဆက်ပြီးတော့အဲသူ့မှာဆိုရင်ဒီမှာ bit into a resistor လေးကိုတစ်ခါလဲထည့်ထားပြီးတာဖြစ်ပါတယ်ကျွန်တော်တို့ constant pole တွေ fix pole တွေဖြစ်တယ် peak ပဲ battery 12 volt နဲ့သူက pair လေးဆက်ဆက်ပြီးတော့သုံးနိုင်ပါတယ်အဲ့လို pair ဆက်ဆက်ဆက်ပြီး C အသုံးလုံးကိုသူက CD ဆက်ပြီးတော့အတွဲဖို့ရအောင်လုပ်ထားပါတယ်3ဖို့3ဖို့3ဖို့နဲ့တွဲဖို့ရအောင်လုပ်ထားပါတယ်ကိုကများများလိုချင်တယ်ဆိုရှင်အတင်းအများများလိုချင်เนา သူကဆိုရှင်ပဲလေဒီမှာတခုစီပဲလေဆက်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 ပြီးတော့သုံးတာဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်မျိုးကတော့ constant current ဆို LED driver ပါသူကလည်း AC ကနေ DC ကို ပြောင်းပေးပြီး current ကို control လုပ်ပါတယ်ကျွန်တော်တို့ LED ကိုတည်နေတဲ့လျှက်စီကြောင့် fixed current ဖြစ်မောင်းနေပြီးတဲ့သူက power ထိန်းချုပ်မှုပြရလို့လည်းပြရလို့လည်းသူ့ကိုပြောင်းလို့ရပါတယ်အဓိကလွတ်ဆောင်ချက်ကတော့ LED ရဲ့ကျွန်တော်တို့ forward current IF ကိုတတ်မှတ်ထားတဲ့တန်ဖိုးတွေ တန်ဖိုးမှာမပြောင်းမလဲနဲ့သူက CD ဆက်တာလို့ပြောင်းမလဲထိန်းထားပြပါတယ်။ဒီနေရာမှာ ampere ဆိုတာကို electrical current ကိုပြောတာဖြစ်ပြီးတော့ ampere ရဲ့တထောင်ပုံပုံတပုံဖြစ်ကို milliampere ဆိုပြီးတော့ LED current တွေကိုဟိုကျွန်တော်တို့ unit တိုင်းအမှာ၃ညင်းဖြစ်ပါတယ်။350 milliampere 900 milliampere 1 ampere စသည်သုံးကြပါတယ်ကျွန်တော်တို့ constant current driver ရဲ့ဒီအလုံးလုံးပုံလေးကိုကြည့်မယ်ဆိုရင်ရှင်ရှင် ဒီ LED လေးနဲ့ဆက်ထားတယ်ဒီမှာ resistor ရှိပါတယ်ဒီ sense resistor နေပြီးတော့ body drop ကိုတိုင်းပါတယ်ဘယ်လိုနည်းနဲ့တိုင်းလဲဆိုတော့ Vinya နဲ့ IRD ကတိုင်းပါတယ်ကျွန်တော် AO သိတဲ့အတွက်ကြောင့်မဟုတ်ဘူး I နဲ့ AO သိတဲ့ကြောင့်မဟုတ်ဘူးဒီမှာ body drop ကိုဒီမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ feedback control circuit ကနေဒီ sun voltage ကနေပြီးတော့ reference port နဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ဒီ controller ကနေပြီးတော့ဒီမှာ PWM signal ကိုကျွန်တော်တို့ ထည့်ထုတ်ပေးပြီးတော့သူကဆိုရှင် mosfet ကိုသူကဆိုရှင်ထိန်းညှိပေးပါတယ်ဖွင့်ပိတ်ကိုထိန်းညှိပါထိန်းညှိပါတယ်ထိန်းညှိပြီးရင်ကျွန်တော်တို့ current အနည်းများကိုဒါထိန်းပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဒီ load current ဖြစ်တဲ့ led current နဲ့အဲဒီဒီ supply port ရဲ့ input port ရဲ့ပြောင်းလဲတဲ့အချိန်မှာဒီဒီ led ရဲ့စီးသွင်းသွားရဲ့ဒီ current တွေကိုတည်ငြိမ်ဖို့ပြောတော့ duty cycle နဲ့ duty cycle နည်းနဲ့ကျွန်တော်တို့ current ရဲ့ ဒီ bullet amplitude အနည်းမြောက်ကိုပြောင်းလဲခြင်းပင်ပင်သူပါဆိုရှင်ဒီကားနံကို mosfet ရဲ့ဒီမှာကားနံစီးစီးရအောင်ထိန်းသိမိတာဖြစ်ပါတယ် constant ကားနံ led driver တွေအားဆိုရှင်350 mm နဲ့900 900 mm တက်ရှိရအောင်အနည်းဆုံးကျွန်တော်တို့900 mm နဲ့အဲ1050နဲ့1500 mm အထိလည်းရှိကြပါတယ်ကျွန်တော်တို့ကားနံဆိုဒီ led driver လေးတွေကိုဘာလို့သုံးရလဲဆိုရင်အရင်ကစီးဆက်တဲ့ကားမှာတုံးနဲ့တုံးပါတယ် ဝဲဖို့တွေကဆိုရှင်သူရဲမမတိရပုံပုံဒီကိုနည်းနည်းစီကွာတော့အလင်းကနည်းနည်းစီကွာလိုက်ဒီကားရံကိုကျွန်တော် fix ထားရလို့ကျွန်ရင်အလင်းကညီတူညလူတွေကားရံကိုကျွန်တော်တော့တိုးချော်လုပ်နိုင်လို့ဒီ fix ထားလိုက်တဲ့ခါကျတော့ဒီကလည်းတော်ညီတူညလူကြီးထွက်လာမှာပြောနောက်တစ်ချက်အလေးကြီးကိုစီးဆက်ပြီး constant voltage နဲ့တုံး voltage နဲ့တုံးကြည့်ရဆိုရင်ဥမာ LED cell လုံးကို CD cell တစ်လုံးကို3 3 volt ဆိုရင် voltage က30ရလို့ကားရံတွေကဘို့ဘို့တိုးလို့ရှင်လိုက်တိုးတာပြီး LED တွေလောက်ကိုပြောတယ် ဒီ constant ကားရံကတော့ driver ရဲ့ကားရံကို fix လုပ်ထား driver ကကားရံကို fix လုပ်ထားတော့အဲ့ဒီမလောင်ဘူးမလောင်ပါဘူးနောက်ဆုံးတစ်ချက်ကတော့ဒီ high brightness လို့ခေါ်တဲ့ high power တွေကိုသုံးတဲ့အခါမှာဆိုလို့ရှိရင် 1W 3W 5W ဒီ SND LED flat light တွေကိုသုံးတဲ့အခါသူကဆိုရင်ကားရံအများကြီးတို့ကဆွဲတဲ့အတွက်ကြောင့်မို့လို့ဒီကားရံကိုဒီ control လုပ်နိုင်မှာငါသူကဆိုလို့ရှိရင် thermal run away လို့ခေါ်တဲ့အပူလွန်ကဲပစ္စည်းကိုကောက်ရပေးနိုင်မှာပါ သူကဆိုရှင်ကားနဲ့နဲ့ထွက်လေလေသူကဆိုရင်ခုခံမှုများလေလေအပူများများထွက်လေဖြစ်ပါတယ်ဒီ3ဝ5ဝ LED ရဲ့ကားနဲ့ကိုထိန်းနိုင်အောင်ဆိုကျွန်တော် resistor အကြီးကြီးခံလို့ဆိုရှင်ပါစားတော့မှုများပြီးတော့အပူလေလွန်ခဲ့ပြီးတော့ပျက်စီးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကားနဲ့ကို control လုပ်နိုင်တယ်ဒီဒီကားနဲ့ control LED အေးသူကဆန်ကားနဲ့ control LED driver လေးကိုတောင်းရင်ဖြစ်ပါတယ်ဒီလိုနည်းရကျွန်တော်တို့ LED chips တွေကိုလင်းပြရအောင် control လုပ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့ကဆိုရှင် အနှစ်ချုပ်ကိုပြောရရင်တော့အိမ်မှာရိုးနေမှာဘယ်လို LED driver တွေကိုရွေးဝယ်ကြအောင်လဲ constant current လား constant voltage လားဆိုတာကို ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးကြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကပထမဆုံးကျွန်တော်တို့ကြည့်ရမယ်အချက်ကတော့ LED ကို C စက္ကန့်ပဲဆိုရင် constant current LED driver ကိုကျွန်တော်တို့သုံးအောင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ LED တွေကို parallel စက္ကန့်ပဲဆိုရင်တော့ကျွန်တော်တို့က LED မီတုံးကြီး ပဲလဲစက်ခတ်မယ်ဆိုရင်ကျွန်တော်တို့ constant voltage ကျွန်တော်တို့က LED driver ကိုကျွန်တော်တို့သုံးပေးရမှာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ပြောရရင်တော့ key code သုံးမယ် LED ရဲ့ milliampere နဲ့ကပ်ညီတဲ့ LED driver ကို spec မှာကြည့်ပြီးတော့ဝယ်ယူရမှာဖြစ်ပါတယ်။အခုဒီလို3 watt ဒီ red color LED တွေရဲ့ forward current က950 milliampere ဖြစ်ပြီးတော့သူ့ရဲ့အဲ forward voltage ကဆိုရင် characteristic voltage 2.2.8ကိုရှိပါတယ်။ တတိယချက်ကတော့ကိုယ်ဝယ်မဲ့ LED driver ရဲ့ဘက်ကကိုသုံးမဲ့ LED လမ်းရဲ့ power တက်ကြီးနေအောင်မယ်ဥပမာ3 watt LED သုံးလို့ကျွန်တော်တို့ကသုံးမယ်ဆိုရင်9 watt လိုပါတယ်ကျွန်တော် driver ဆိုရှင်9 watt တက်နည်းနည်းလေးကြီးရင်တော့ကိုကောင်းပါတယ်ပြီးတော့ကျွန်တော်တို့ကဆိုရှင် LED strips တွေကိုသုံးမယ်ဆိုရှင်တော့သူကသူ့ရဲ့ဘက်ကိုဘယ်လိုတွေ့ရလဲဆိုရှင်တမီတာမှာရှိတဲ့ဘက်နဲ့ကျွန်တော်တို့ကကိုသုံးမယ်မီတာနဲ့ကျွန်တော်တို့ကမျှောက်လိုက်ပြီးတော့ အဲ့ဒီကရတဲ့ကောင်ဆိုရှင်ဆိုလို့ရှင်ဒီဒီကိုသုံးမဲ့ဝတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ LED driver ရဲ့ power rating လည်းဖြစ်ပါတယ်သူထဲတော့နည်းနည်းလေးအဲကြည့်ရကြည့်ရဝဲမှာဖြစ်ပါတယ်ဥပမာဆိုရှင်တမီတာရှိတဲ့ဝက်က20ဝက်ဖြစ်ပြီး5မီတာလိုရင်လည်းဆိုလို့ရှင်ကျွန်တော်အနောက်ကဖြစ်တော့ကျွန်တော်အနည်းဆုံး100ဝက် LED driver ကိုဝင်ရပါမယ်နည်းနည်းလေးပိုကြည့်ရအောင်ဝင်ရင်လည်းကောင်းပါတယ် နောက်ဆုံးချက်ကတော့ကျွန်တော်တို့နံပါတ်၄ချက်ကတော့ကျွန်တော် LED driver တွေရဲ့ဒီ output voltage နဲ့ input voltage voltage ကိုကျွန်တော်ဆက်ပေးရမှာဖြစ်ပါတယ်။ constant voltage ဆိုတာကတော့12 volt လား24လားဆိုတာကိုကျွန်တော်တို့ဆက်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင် constant ကရင် LED driver ရဲ့ specification ကိုကြည့်မယ်ဆိုရင်ရှင်တယ်။ကျွန်တော်တို့ကအကုန်သုံးပုံမူတည်ပြီး input voltage တွေ output voltage တွေ output က output voltage တွေ output current တွေ power တွေကိုကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒါလေးတွေကိုသတိထားကြမယ်ဆိုရင်အိမ်မှာ LED မီဒီမီကြောင်မီလုံးတွေ ceiling light တွေ decoration light တွေဝယ်တဲ့အခါမှာ LED driver တွေကိုဘယ်လိုစစ်ဆေးဝယ်ယူရမယ်ဆိုတာကိုအနည်းချင်းတော့သဘောပေါက်လာမယ်လို့ထင်ပါတယ်နောက်ပိုင်းတွေမှာတော့ transformer less power supply တိစောက်ပုံနဲ့ constant current ဆိုဘယ်လိုဘယ်လိုလုပ်တယ်ဆိုတာနဲ့ဘာကြောင့် constant current ဆိုကိုသုံးရတယ်လဲဆိုတာကို ထပ်မံပြီး basic diagram တွေနဲ့ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်။ Thanks for watching. အပိတ်ရှင်ကိုအထူးကျေးဇူးတင်ရှိပါတယ်။ဝါသနာရကိလေသာများကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်မှားနေသောချက်လက်များလိုအပ်ချက်များရှိပါကကြည့်မိသောပညာရှင်များအနေနဲ့အကြံဉာဏ်ပေးကြဖို့ရည်ရွယ်စွာဖြင့်တောင်းဆိုပါတယ်။အဆင်ပြေပြီဆိုတော့က like subscribe and share လေးလုပ်ပေးကြပါခင်ဗျာ။ဗီဒီယိုများကိုတက်နိုင်သမျှဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုခြင်းဖြင့်အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်။